ရတမြအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရင်းဆရာ ထမန်တန်ကိုရေးသားထားတဲ့စောရမင်းခေါင်နဲ့ပလိတ်တို့မြေလှမ်းကရှာဖွေကြခြင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ ဇလန်းချောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အသေးသေးတိုင်းသိရှိဖို့အတွက်ကတော့ဘေးနာ notify bell လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။ဒီဇလန်းလေးကို တင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်။တခါတည်းကကိုကရန်သူလို့သိမိထားတဲ့ဘက်စီမှာမိတ်ဆွေအစ်စ် မိတ်ဆွေမှန်တွေမျိုးရှိနေတတ်ပြီးကိုကမိတ်ဆွေရဲ့လို့သိမိထားသူကရန်သူအစစ်မှန်ဖြစ်နေတတ်ပြန်ပါတယ်။ဒါကိုတော့ IP ထုံးမောင်နဲ့ပါမင်းကတက်တေပြခဲ့ပြီးပြီဖြစ်ပါတယ်။မနဲ့လင်းချိန် IP ထုံးမောင်နဲ့ဥပထူတို့တွေမင်းခေါင်ကိုကဲတင်ခဲ့ကြပြီးတနက်ပင်ဘက်စီက 8AC မှဝင်းရခိုးအောင်ခဲ့ကြတယ်။အင်းက IP ထုံးမောင်စီစဉ်ထားတဲ့သူ့မိတ်ဆွေရဲ့အိမ်ဖြစ်ပါတယ်။လုံခြုံစိတ်ချရတယ်။ IP ထုံးမောင်က အဲ့ဒီအိမ်ကိုရောင်းရောင်းချင်းမှပဲအသည့်ခေါ်ထားပြီးဖြစ်တဲ့အင်္ဂလိပ်စေးစီယာနဲ့မင်းကောင်ကိုပြသစေကစေးတွေတွင်ပေးထားကြပါရဲ့ ဒီကိစ္စတွေပြီးစီးလေတော့ IP ထုံးမောင်ကအင်္ဂလိပ်စင်းစရာကိုပြန်ပို့ရင်ပဲခူးစီကိုပြန်มาတယ်။ဥပါထူးနဲ့တာနောတို့ကမင်းခေါင်အနားစီမှာတယောက်တစ်လက်စီစောင်းအေးကြပါတယ်။မနဲ့မိုးလင်းတော့တာနောကအနီးနားကဈေးကလေးစီကိုသွားပြီးမနဲ့စာဝဲပါတယ်။တာနောပြန်လာတော့မင်းခေါင်ကအိယာကနိုးနေပြီဖြစ်ပြီး ဥပါထူးနဲ့စကားတွေပြောဆိုနေကြတယ်။ တာနောလင်းမနေ့စာကိုပြင်ဆင်ကယူဆောင်လာပေးပြီးတော့စကားဝိုင်းစီကိုဝင်ရောက်လာခဲ့ပါတယ်။မင်းခေါင်မင်းလူတွေတက်နေတာတိတ်ကိုများနေပြီ။မင်းဟာစိတ်ခန့်စားချက်ကိုတိတ်ပြီးတော့အလေးပေးလို့နေတယ်။မင်းဟာငယ်ရွယ်လွန်းလို့စိတ်အလိုလိုက်မိတာကိုတော့ငါတို့နားလဲပါတယ်။ဒါပေမဲ့ငါတို့ရဲ့ရည်ရွယ်ရာကိုမမေ့ပါနဲ့မင်းခေါင်။ဟုတ်ကဲ့ကိုကြီး မင်းကောင်ကခေါင်းကိုငုတ်ထားရင်ခတ်တိုးတိုးဖြေပါတယ်။သူတို့သုံးယောက်ဟာသွေးတောက်သစ္စာဆိုပြီးကလေးကတယောက်ကိုတယောက်ညီအကိုရေလိုသာဆက်ဆံခေါ်ဝေါ်ကြဖို့သဘောတူထားခဲ့ကြတယ်။အဲဒါကြောင့်အငယ်ဆုံးဖြစ်တဲ့မင်းကောင်ကဥပထူကိုအကိုကြီးလို့ခေါ်ဝေါ်ပါတယ်။မင်းကောင်အခုဆိုရင်မင်းလုပ်ခဲ့တဲ့အမှုတွေအတွက်မင်းကိုပလိတ်ဖက်ကအသေးအတန်လိုချင်နေကြပြီ။ဒါကမဖြစ်သင့်ဘူးလေ။ငါတို့လှုပ်ဆောင်ရမယ့်အလုပ်ကတော်တော်သေးသေးလှုပ်ဆောင်ရမှာလေမင်းကောင် ဟုတ်ပါတယ်ကိုကြီးအခုဖြစ်ခဲ့တာတွေအတွက်မင်းကိုအပြစ်မတင်လို့ပါအောင်နောက်များဆိုရင်ထပ်ပြီးမဖြစ်ပါစေနဲ့တော့နောက်များမှဆိုရင်လေမင်းတခုခုလုံးဆောင်တော့မယ်လို့ဆုံးဖြတ်မိတိုင်းမင်းဟာငါတို့အရှင်တီဘောကိုရောရဲ့နောက်ဆုံးမှကြားစကားကိုအကောင့်ထဲပေါ်မဲ့သူဆိုရရဲ့အပြီးတော့ငါနဲ့တာနောဟာအစီအရင်ကိုအောင်မြင်ဖို့ရာအတွက်73နှစ်တိတိအသက်ဘေးတွေအလီလီဖြတ်တန်းလုံးဆောင်ခဲ့ရတယ်ဆိုတော့မင်းတတိယပဲပါ ဥပဒုကစုံမစကားကိုကောင်းမွန်စွာပြောပါရင်မင်းခေါင်ကအရာအားလုံးကိုနောင်နာရစွာနဲ့တက်ပြင်းကိုချလိုက်ပြီးဟုတ်ပါတယ်အကိုကြီးဟာကျုံကိုအပြစ်တွေကိုသိမြင်ပါပြီအစီအရင်အောင်မြင်ပြီးနောက်ပိုင်းအကိုကြီးတို့တားနေတဲ့ကြားကဥပစီကိုလက်ထုတ်ပြင်မိတယ်ဒွန်လီအေးတီကို ပေးလိုက်တဲ့ဂတိစကားတလုံးဗမင်းကိုသူ့ဘာကြီးစီလိုက်ဖို့ရတယ်ဒီအဖြစ်အပျက်တွေထဲမှာတော့ ကျိုးကိုကျုံမကောင်းသူတိုင်းပေးပြီးကောင်းသူကိုကယ်ရမယ်လို့ခံယူထားခဲ့မိရင်အခုတော့ကျုံနောင်နာရမိပါတယ်တင်ငန်းစာလည်းရပါတယ်တကယ်တမ်းတော့လောကကြီးကလူတွေဟာကောင်းသူမကောင်းသူဆိုတာကိုကိုယ့်ရဲ့အမြင်တစ်ခုထဲအားကိုးပြီးတော့ယုံကြည်ဆုံးဖြတ်လို့မရဘူးဆိုတာဗာမင်းတယောက်နဲ့တင်မြင်တာခဲ့ပါပြီအင်းတကယ်ဆိုရင်တော့မင်းရသူ့အပေါ်ကောင်းမေးခဲ့တာ哦။ဗာမင်းဟာအခုလိုတံပြန်မှုမလုံသိမ့်ခဲ့တယ်မို့။ဥပဒူက ဘာမင်းအကြောင်းကိုပြောလိုက်တဲ့တာနောက အမှန်ပဲကိုကြီးဘာမင်းဟာကျေးဇူးတရားကမ်းမောက်သူပဲသူဟာဒါအစီရင်ပရပိုက်ကိုသူမမောသွားလို့ယူသွားခဲ့တယ်ဆိုရင်တော့မင်းခေါင်ကိုတော့ပလိမ့်လက်သေးစီမအပ်သင့်မှုမဟုတ်လားအမှန်ပဲပေါ့တာနောရာဒါကျေးဇူးကမ်းတာအစ်စ်မှန်ပဲဥပထုနဲ့တာနောတို့ပြောပြလို့မင်းခေါင်ဟာသူအဖမ်းခံရတာဘာမင်းရဲ့စနက်ဆိုတာသိမိခဲ့ပြီဗျ လူချေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့စကားကဘာမင်းလိုလူကိုများတီတီတန်တန်ညှို့ပြခဲလေသလားမသိဘာပဲဖြစ်ဖြစ်မင်းခေါင်ကတော့အတော်ကိုနင့်နာသွားခင်ရအမှန်ပဲဖြစ်ပါရင်မင်းခေါင်ကအန်ကိုတင်းတင်းကျိမ့်မိလိုက်ပါရင်ကျို့ဘာဆက်လုံးရမလဲအကိုကြီးဘာမင်းကိုရှာဖွေပြီးလက်တုပ်ပြရင်ပရဘိုက်ကိုပြန်ယူခဲ့ရမလားမင်းခေါင်ကမေးမြန်းလာတယ်ဥပါထူကခေါင်းကိုခါရမ်းလိုက်တယ်ဘာမင်းလိုလူကိုလက်စားချေတာတော့ လုံရမယ့်အရာဆိုပေမဲ့အခုနေမှာတော့မလုံတင်သေးဘူးမင်းကောင်ဟုတ်တယ်မင်းကောင် လက်တလုံးမမင်းကို ပလိတွေကအပူတပြင်းလိုက်ရှာနေမှာတေးကြတယ်ပြီးတော့မင်းရဲ့ကျမ်းမာရင်အရင်ဆုံးမင်းကိုမင်းအမြန်ဆုံးထူထောင်နိုင်ဖို့လိုအပ်တယ်ဥပတူစကားကိုတာနောကဖြည့်ဆွတ်ပြောပါတယ်မင်းကောင်ကအကိုကြီးတို့ပြောတာလက်ခံပါတယ်ဒါပေမဲ့ဓာအစီရင်ပရပိုက်ကိုရော ပရဘိုက်ကအရေးကြီးတာမှန်ပေမဲ့အခုအချိန်မှာတော့မင်းလောက်အရေးမကြီးပါဘူးမင်းခေါင်ရငါတို့ကမင်းကိုတိတ်ပြီးတော့စိုးရိမ်နေမိခဲ့ကြတာဥပထူကပြောတာပါတန်တော်ကဥပထူစကားကိုထောက်ခံနေအနေနဲ့ခေါင်းကိုညှိတ်ကမင်းခေါင်ရဲ့ပခုံးကိုလှမ်းပုတ်ကိုင်းလိုက်ပြီးဟုတ်တယ်မင်းခေါင်ငါတို့အတွက်လူကအဓိကကြတယ်ဒီထက်တခြားတစ်ဖက်ကစကားမျိုးကို ပြောရမေးဆိုရင်တော့ပရဘိုက်ဆိုတာ မှတ်တမ်းမရာတစ်ခုအဖြစ်ပဲရှိတယ်။ပြီးတော့ငါတို့လည်းလိုအပ်တဲ့အရာမဟုတ်ဘူး။မေယာတော့မှတ်တမ်းမရာထဲကအစီအရင်ကိုအောင်မြင်ပြီးသားသူတံမိုးချင်းတိတ်กว่าတယ်။မင်းကျမ်းမာရင်တော့ပရန်ပိုက်ကိုပြန်ရှာလို့ရပါတယ်ကွာ။တန်တော့ကစကားပြောမလဲပါဘူး။ သူရဲ့စကားကအတိတ်ပဲတမျိုးအဖြစ်ထပ်မံလို့ယူဆနိုင်စရာပါပဲ။ဒါပေမဲ့မင်းခေါင်ကစိတ်ထဲရှိမှရင်တန်တော်ဟာ သူ့ကို လာခဲ့တာဒါနဲ့ဆိုရင်နှစ်ကြိမ်တိတိရှိခဲ့ပြီ။လာခဲ့တိုင်းလည်းအသက်အန္တရာယ်နီးခဲ့တဲ့အခြေအနေတွေကြီးပဲဖြစ်ပါရယ်။ငါတို့မင်းကိုညီတယောက်အနေနဲ့ပဲအခုလိုရှာဖွေပြီးကဲတင်ခဲ့ကြတာပါမင်းခေါင်။ဥပတူကမနေနိုင်စွာနဲ့ဝင်ပြောလာတယ်။ကျုပ်အကိုကြီးတို့ရဲ့စေတနာကိုနားလေပါရယ်။ မေးခေါင်စကားအစုံ အရှိဖတ်စီကမြင်းလဲတစီရက်တဲ့အတန်ကို ကြားလိုက်ရတယ်။တာနောဥဘသူက တာနောကိုမျက်ရည်ပြလိုက်တော့တာနောကလည်းလှစ်ကနေထပြီးအပြင်ဘက်ကိုအကဲခတ်ကြည့်လိုက်တယ်။လက်ရှိအခြေအနေအရသတိလစ်လို့မဖြစ်ဘူးလေ။လူစိမ်းတယောက်ပဲကိုကြီးအေးစီကိုလာနေတယ်။ဟေးဥဘသူကအာမေနဲ့အတန်ကိုပြုတ်ရင်အမြင်ဆုံးထကအပြင်ကိုကြည့်လိုက်ပါတယ်။ ်ချန်ဝါစီမှာမြင်းလဲတစီရက်ထားနေပြီးမြင်းလဲမောင်းသူလို့ယူဆရတဲ့အုတ်ထုံငိုင်းဆိုင်စောင်းထားသူတယောက်က ACO လာနေပါတယ်။ IP ထုံးမှာပဲ။ဟေးတန်တော့ကအံအားတင်တော့ရတယ်။လာနေသူကအဝေးအစားဆုပ်ဆုပ်ပြက်ပြက်နေလမ်းလျှောက်တဲ့ပုံစံရောဝိပုံစားပုံရော IP ထုံးမှာဘလို့မှမဖြစ်နိုင်ဘူး။ "तू ဟာ IP ထုံးမှာဘလို့ဖြစ်နိုင်မှာလဲအကိုကြီး။ IP ထုံးမှာအစ်စ်ပါပဲ။ तू ရုပ်ဖြတ်ပြီးလာနေတာ။" မဟုတ်တော့ဘူးထင်နေတော့ကိုကြီးမင်းလဲရုပ်ဖြက်ပြီးတွားလာဘူးတာပဲတာတော့ရာရုပ်ဖြက်ကြီးရဲ့အခြေခံဥပဒေ၃ရက်ကိုမင်းသိထားပါတယ်ကိုတိုင်မူလနှစ်ဘဝထိုမတဖန်အသည့်ပြန်လန့်ရုပ်ဖြက်သူဟာအရင်ဆုံးကိုယ်စိတ်ကိုအသွင်ပြောင်းမဲ့သရုပ်စီစိတ်ထည့်ရပါတယ်ဒါကိုကိုတိုင်လိုတော့နေ မူလဒီမူလဆိုတာကတော့စိတ်ထဲလို့အစီပြေပြီးဆိုတာနဲ့ကိုယ့်ရဲ့မူလရုပ်အသွင်ကနေအသွင်ပြောင်းမဲ့တဏ္ဍနဲ့တရုပ်တူအောင်ပြင်ဆင်ပြောင်းလဲရပါပြီဒီနှစ်ခုပြီးစီးပြီဆိုရင်တော့ကိုယ်ပြောင်းလဲထားတဲ့ရုပ်အသွင်စီမသာစိတ်ကိုနစ်မြုပ်ပြီးလှုံ့ဆော်ရပါတော့တယ်တန်တော့ကရုပ်ဖြည့်ခြင်းရဲ့မူလလင်္ကာကိုခက်ဖွားဖွားရေရွရင် AC ကိုလှမ်းလာနေသူစီကိုလှမ်းလို့အကဲခတ်နေပါတယ် အဲ့ဒီအချင်းဥပါထုကအချင်းကိုတစ်ချက်ကြည့်လိုက်တဲ့အချင်းကစွန်းခံဝင်းချင်းကိုရောက်နေခဲ့ပြီ ရုပ်လဲဖြစ်လာတယ်အစိုးကြီးလဲပြန်ရောက်လာဖို့ထောက်ရင်တော့အကြောင်းထူးတစ်ခုရှိနေပြီထင်တယ် IP ထုံးမောင်ပြန်ချိန်တုန်းကအချင်းအနေအရာညနေဆောင်မှသာသူပြန်လာမယ်လို့မှားသွားခဲ့ရင်အခုကအစိုးကြီးပြန်ရောက်လာတယ်ဒါကိုတွေ့ချက်လို့ဥပါထုကရေရွလိုက်တာဖြစ်ပါတယ်လူစိမ့်ကအနားစီကိုရောက်လာတယ်ဆရာတော် ပြောစရာတို့အေးဘာတူလဲငါတို့ရှိတယ်စရာတို့စီကိုအညာသားငထုံးကစပေးခိုင်းလိုက်လို့ဗျပြောဆိုပုံကတကယ့်ကိုဖုံးကွယ်သွုံးဝဲမှုအပြည့်နဲ့ပဲဖြစ်ပါတယ်တာနောမင်းဒီမာနေခဲ့တာနောကိုအိမ်အပေါ်မှာပဲထားရပြီးဥပထူကအောက်ကိုဆဲလိုက်တယ်အောက်ရောက်တော့မြင်းလဲသမားကစာကောက်တစ်ခုကိုကမ်းပေးလာတယ်ဥပထူကလှမ်းယူလိုက်ပြီး ငထုံးကိုယ်တိုင်ရောက်လာတာကိုကြောက်တော့သိပါရဲ့တခြားရောဘာမှလိုက်သေးလဲအိုင်ပီထုံးမောင်ရုပ်ပြောင်းရုပ်လွဲလှုပ်ထားတဲ့မြင်းလေသမားရဲ့မျက်နှာကပြုံးသွားတယ်စားကအရေးကြီးတယ်ပဲပြောလိုက်တယ်တခြားမမလိုက်ဘူးဗျကဲကြောက်တော့ဦးမယ်ဗျာမြင်းလေသမားလှဲထွက်သွားတော့ဥပထူလေးစားခေါင်းလေးကိုကင်ပြီးအိမ်အပေါ်စီကိုပြန်တက်ခဲလိုက်တယ်အိမ်အပေါ်ကိုရောက်တော့စားကကိုဖြီးပြီးဖက်ကြည့်လိုက်ပါတယ်ဥပထူ ပလိဘက်ကမင်းခေါင်ကိုရာဇဝင်လူစိုးအဖြစ်တတ်မှတ်လိုက်တယ်။အခုလုံးမြောက်သွားတဲ့ကိစ္စအတွက်ကိုပလိတပွဲတွေအားလုံးစီကိုတက်လှန့်ထားတယ်။လမ်းတွေမှာလည်းပုံတူပကြီးတွေဖြန့်ထားပြီးစစ်ဆေးမှုတွေရှိနေတယ်။အခုနေခမရတို့မင်းခေါင်နဲ့အတူဖောက်ထွက်ဖို့ကမဖြစ်နိုင်သေးဘူး။ကြုံလဲအသွားလာစင်ကျင်နေရတယ်။မင်းခေါင်အတွက်ဘယ်လိုစီစဉ်ရမလဲဆိုတာကိုတော့ညာကြားမှကြောက်အရောက်လာပြီးတိုင်မြင်ကြည့်မယ်။ထုံးမောင်စာကပြီးသွားခဲ့ပြီးဥပဒေတရား စာဖတ်ပြီးတပြေးချလိုက်တဲ့ဒါကိုမင်းခေါင်နဲ့တာနောတို့ကအကိုကြီးဘာဖြစ်လို့လဲမင်းခေါင်ကိုပလိတ်ကရာဇဝင်လူဆိုးအဖြစ်သတ်မှတ်ပြီးနေရာတိုင်းမှာအပူတပြေးရှာဖွေနေတယ်တဲ့ဟာဒါဆိုရင်ကျုပ်တို့ထွက်ဖို့လွယ်ကူနိုင်မှမလားဥပထူကခေါင်ကိုခါရမ်းလိုက်တဲ့မလွယ်ကူဘူးမင်းခေါင်ရဲ့ပုံတူပကြီးတွေကို သူတို့ဖျန်းချထားတယ်တဲ့ရုပ်ဖြတ်ပြီးတွားကြမယ်ဆိုရင်ရောဥပထူတစ်ချက်ငြိမ်သွားတယ် ဒီအချက်ကို အခုနားကနေသူတို့ပြောဆိုပြီးမင်းနေခဲ့ကြတာရဲ့ဒါပေမဲ့ IP ထုံးမောင်ကသူကိုယ်တိုင်လည်းရုပ်ဖြတ်ပြီးလာခဲ့ပါရဲ့နဲ့မင်းခေါတရားကိုရုပ်ဖြတ်ပြီးဖောက်ထွက်စေရင်ရနိုင်မဲဆိုတာကို မတွေးမိတာတော့မဖြစ်နိုင် IP ထုံးမောင်ဆိုတဲ့သူကခေတဲ့သူမှမဟုတ်တာဒီနီလန်းကိုဘလို့ဖြစ်ဖြစ် တွေးဟိုတွေးမိမှာပဲ အဲဒါကြောင့်ရုပ်ဖြတ်ပြီးထွက်ဖို့ကိုမပြောဘဲညကြာမှတိုက်မင်းမယ်ဆိုတာအကြောင်းတစ်ခုတော့ရှိလိမ့်မယ်လို့ဥပါထူယုံယုံကြည်ကြည်တွေးလိုက်တယ်။အကိုကြီးအဲ့ဒီလိုဆိုရင်ရားနိုင်မှသိကြတယ်နော်။ကျုပ်တို့ရဲ့ရုပ်ဖြတ်ပညာကလည်းအစင်အတန်းတစ်ခုရှိနေတာပဲဗျာ။တာနောကဆိုလာတယ်ဥပါထူကခေါင်းကိုခါရမ်းလိုက်တယ်။မဟုတ်သေးဘူးတာနောအဲ့ဒီလိုလုံးလို့မဖြစ်သေးဘူး။ဘာကြောင့်လဲအကိုကြီးဟာ ျုပ်တို့အချိန်ရှိတုန်းထွက်ထားမှဖြစ်မယ်ထင်တယ်နော်ကျုပ်တို့ဒီနေရာမှာ တခဏလေးတော့မနေလို့တော့တီးခဲမအောင်တာတော့ရမရသေးဘူးဆိုတာအကြောင်းရှိရဲ့ IP ထုံးမောင်ရဲ့စာထဲမှာမင်းခေါင်ကိုအတော်လေးဖိဖိစီစီရှောက်ပွေးနေပုံပဲရုပ်ဖြစ်ပြီးထွက်ဖို့လည်းမလွယ်ကူဘူးဆိုတာသိကြတယ်ညကြရင် IP ထုံးမောင်ရောက်လာရင်တော့အချင်းအနေထူးတစ်ခုသိရမှာပါအဲ့ဒီအခါကျမှမင်းမေးကြည့်လို့ရင်မေးကြည့်လိုက်အခုတော့စိတ်ရှည်ကြပါအောင် အေးမအကိုကြီးဟာတာတော်လဲရှင်းချသွားပါတယ်ဒီကိစ္စကိုတော့သုံးယောက်သားနေကင်းမှမှအိတ်ထဲမှာပဲအောင်းနေရင်ညာရောက်မဲ့အချိန်ကိုစောင့်ဆိုင်နေကြတယ်ညာရောက်ချိန် IP ထုံးမောင်ဟာတခိုးတယောက်လိုပဲဝစ်စင်ကတိတ်တဆိတ်အသွင်နဲ့သူတို့စီကိုရောက်ရှိလာခဲ့တော့တယ် ပလိဖက်ကတော့မင်းခေါင်ကိစ္စကိုပြည်သူလူထုကဝစိတ်ဝင်စားနေကြပြီမို့လို့အတေရရအရှင်ရရဖန်းစည်းဖို့အမိတ်အပြည့်ပေးထားပြီးဥပါသူမင်းခေါင်ရဲ့ပုံတူပကြီးကိုလည်းသူတို့ရောက်သွားတော့ပုံတူတွေဖြက်ပြီးအားလုံးကိုမြင်ဖူးအောင်ပြထားကြတယ်မင်းခေါင်ဟာကျုံတဲ့ဘက်ကမို့ကျုပ်ကလည်းသူတို့စောင့်ကြည့်နေကြတယ်ဗျာอืมဥပါသူကအင်းလိုက်ယုံတာလိုက်ပါတယ်အဲ့ဒီအခိုင်တနောကကျုပ်တို့အားလုံးရုပ်ဖြက်ပြီးထွက်ရင်ရော IB ထုံးမောင်ကခေါင်းကိုခါရဲလိုက်တဲ့ရုပ်ပြက်ပြီးထွက်လို့လည်းမရဘူးကိုတောင်တော့ဘာကြောင့်လဲမင်းခေါင်ကိုရာဇဝင်လူဆိုးအဖြစ်သတ်မှတ်ထားတယ်ဘယင်ခံအထိပါမင်းခေါင်ရဲ့အကြောင်းကရောက်ရှိနေပြီအဲ့ဒါကြောင့်ဒီနေထဲမှာမြေတမုံစားတော့မကြအောင် သူတို့လိုက်ပြီးရှာပွေးလိုက်မယ်လူတယောက်စီတိုင်းကိုလည်းအသေးစိတ်စစ်ဆေးခိုင်းထားတယ်ဒီလောက်ဆိုပေမဲ့ရုပ်ဖြက်ခြင်းပညာကိုကျုပ်တို့ကျွမ်းကျင်ကြပါတယ်ထွက်လို့ရနိုင်မှာပါ IP ထုံးမောင်ကခေါင်းကိုထက်ပြီးခါရန်လိုက်ပြန်ကကိုတာတော့မင်းခေါင်ကိုကဲတင်တဲ့ညကသူတို့မင်းခေါင်ကိုချုံနှောင်ထားတဲ့ပုံစံကိုအသေးအချာတွေးမိတယ်မဟုတ်လား။အင်းတွေးမိရဲ့ဘလို့ထားတယ်လဲ။အချုပ်ခန်းထဲထည့်ထားတဲ့အပြင်ခြေရောလက်ရောတန်ကျိုးတွေတုတ်ထားတယ်။အမှန်ပဲဗျာ။အဲ့ဒီတုန်းကမင်းခေါင်ရဲ့ခြေတွေလက်တွေကိုတန်ကွင်းခတ်ပြီးတန်ကျိုးတိုင်းလိုချုံနှောင်ထားတယ်။မင်းခေါင်ကအစာပိုင်းမှာဆေးအရှိန်မရှိသေးတော့ရုန်းကန်နေ အဲဒီလိုရုံးကန်တော့မင်းခေါင်ရဲ့ခြေလက်တွေဟာတန်ကွင်းတွေနဲ့ထိမိပြီးဒဏ်ရာတွေရထားတယ်။ညာတော့ကလည်းဆေးထည့်တောင်းကိုတောင်တော်တို့မြင်တယ်မဟုတ်လား။အင်းဟုတ်တယ်။အသားစောက်တွေပုံးဖက်နေတာ။ဟုတ်တယ်ဗျာ။အဲဒီအခြေအနေကို ပလိတ်ဘက်ကလည်းတီထားတယ်။အဲဒါကြောင့်လူတိုင်းကိုခြေတွေလက်တွေစီအဓိကစစ်ဆေးနေတယ်။ ခြေလက်တွေမှာဒဏ်ရာရှိနေသူတိုင်းကိုမတင်ကမှုနဲ့ဂက်တဲစီခေါ်ဆစ်ဆင်းနေကြတယ်။ဒီအခြေအနေနဲ့ဆိုရင်ဘလို့ရုပ်ဖြတ်ပြီးထွက်ဖို့ဘလို့ဖြစ်နိုင်မလဲကိုကြောင်တော့ဥပတူဝါခေါင်းကိုငိမ့်ပါတယ် တောင်တော့က IP ထုံးမောင်ပြောပြတာကိုလက်ခံသွားခဲ့တဲ့မင်းခေါင်ကတော့အရာရာအတွက်ကိုဘာမှမသိရှိထားသလိုအငယ်ဆုံးလေးဖြစ်တာကြောင့်အာလုံးစီမံတာကိုသာလိုင်းလံလုံးဆောင်မှုပြင်ဆင်ထားပါတယ်။သူကိုယ်တိုင်လည်းထင်ရဆိုင်ခဲ့လို့အမားတွေအများကြီးနဲ့စိုးသွမ်းတဲ့ NDA ကိုလည်းရင်ဆိုင်ခဲ့ရပြီးပြီမဟုတ်လား။ဒါပေမဲ့တီးလို့စဲကမင်းခေါင်စီမှာရှိနေသေးရဲ့။အဲဒါကြောင့် IP ထုံးမောင်ကိုကြည့်ပြီးကျုပ်တို့ထွက်ပေါက်ပိတ်သွားခဲ့ပြီပေါ့။ IP ထုံးမောင်ကခေါင်းကိုညိတ်ပါတယ်ပြီးတော့တက်ဆက်သေးပဲထွက်ပေါက်ပိတ်ပြီးဆိုပေမဲ့အဲ့ဒါကစိတ်ပူစရာမဟုတ်ဘူးကိုမင်းခေါင် တကယ်တမ်းစိတ်ပူရမှာကိုမင်းခေါင်ကို တိုင်းပြည်နေရအနှံ့ကပလိတ်တပ်ဖွဲ့တွေကကိုမင်းခေါင်ကိုတိနေကြပြီအဲ့ဒါကြောင့်ကိုမင်းခေါင်ဘဲနေရကိုရောက်ရောက်တောင်းရလာရတာကနေရချင်းပေါင်ချင်းဖြစ်နေလိမ့်မယ်ဒီအချက်ကိုဥပထူအပါဝင်ဘသူကမှမစင်စမ်းမိကြအောင် IP ထုံးမောင်ကဆက်လက်ပြီး ကျောက်အဓိက တွင်းနေတာအဲ့ဒီကိစ္စပဲထုံစည်းရိုးတန်းကစားရတယ်လို့မျိုးဒီနေရာကနေထွက်ဟိုနေရာမှာပိတ်ဆိုတာမျိုးကြီးကိုကျုံသဘောမကျအောင်ဗျာတခါတည်းနဲ့လုံမြောက်အောင်လှုပ်ချင်တယ်ဒါမှသာကျုံတို့ခမရတို့ဆက်လုံရမယ့်အရာကိုကောင်းကောင်းမွန်မွန်လုပ်နိုင်မေမဟုတ်လားအင်းဒါတော့ဟုတ်တယ်ကျုံတို့ဘလို့လုပ်ကြမလဲလက်တလို့တော့ကျုံတွင်းမိထားတာတခုတော့ရှိရင်ဘာများလဲ ။ဥပါထူတာနောမင်းခေါင်တို့သုံးယောက်စလုံးမျော်လင့်ချက်မျက်ဝန်းနေနဲ့အိုင်ပီထုံးမောင်ကိုကြည်လာကြတယ်။မင်းခေါင်တင်ရမယ်။ဘလို့ဥပါထူရောမင်းခေါင်တို့ပါမျက်လုံးအဝိုင်းသာဖြစ်ကုန်ကြရတယ်။ဟုတ်တယ်။မင်းခေါင်ကိုတင်စင်ရင်သွင်းဖြစ်အောင်လုံမရမယ်။ကျောက်ကတေးပေးရမှာပေါ့။မင်းခေါင်ကဝင်းမေးလာတယ်။အိုင်ပီထုံးမောင်ကခေါင်ကိုညှိလိုက်ပြီးဟုတ်တယ်မင်းခေါင်ဒါပေမဲ့တကယ်တင်ရမှာမဟုတ်ဘူး။ဘလို့မျိုးတော့ဗျ။ အယောင်ဆောင်ပြီးတော့တင်ရမမင်းခေါင်ငါစဉ်းစားမိထားတာဒီလိုရှိရင် IB ထုံးမောင်ကမင်းခေါင်ဥပါထုနဲ့တာနောတို့၃ယောက်ကို သူသွင်းမိထားတဲ့အစီအမံကိုတီတိုးပြောပြလိုက်ပါတော့တယ် IB ထုံးမောင်ရဲ့အစီအစဉ်ကိုအားလုံးကသဘောတူကြပါတယ်အဲ့ဒီအခါ IP ထုံးမောင်က အသေးစိတ်အစီအမံကိုတိုင်ပင်ပြီးကိုစီလုံးဆောင်ရမာတွေကိုတတ်မှတ်ဆွေးနွေးပါတော့တယ်။ ညာတကောက်တိုင်းချိန်မှာတော့ဥပါထူမင်းခေါင်တို့စီကနေ IB ထုံးမောင်ဟာတိတ်တဆိတ်ပင်ပြဲလဲထွက်ခွာသွားပါတော့တယ်ပလေးတို့ဟာဘရင်ခရက်ဖီအားကြောင့်စောရမင်းခေါင်ကို မရမကလိုက်လံရှာဖွေပြီးဖမ်းဆီးဖို့ကြိုးစားကြပါတယ်ဘရင်ခန်ကလည်းမင်းခေါင်အမှုဟာပြည်သူအများစိတ်ဝင်စားနေတဲ့အမှုတစ်ခုဖြစ်နေပြီးဒီကတဆင့်တိုင်းပြည်စူပူမှုဖြစ်လာနိုင်တာမို့အမြန်ဆုံးဖမ်းဆီးဖို့တချမ်းလို့အမိန်ပေးထားသလို ြင်းမိတ်အတွက်ကိုလည်းပြက်ပြက်တာတာပေးထားပြီးဖြစ်ပါရင်အကျိုးသက်ပြင်းမင်းခေါင်ကိုဂိတ်တဲကလာရောက်ကဲသွားတဲ့လူတွေလည်းရှိတာမို့လူ၃ယောက်နဲ့အထက် အပိုးရှိနေတဲ့နေရာတိုင်းကိုဝင်းရောက်စီးနှင်းကရှာဖွေကြပါတယ်အခုဆိုရင်၃ရက်အတွင်းပကိုးမျိုးတစ်မျိုးလုံးကိုစီးနှင်းရှာဖွေခဲ့ပြီးဖြစ်တယ်လို့အနီးဝန်းကျင်ကကျင်းရွာများထိကိုလည်းအင်းနဲ့အားနဲ့ကိုရှာဖွေနေကြပြီး ဘယင်ခံယူဆသလိုပဲမင်းခေါင်ကိစ္စဟာလေ3-4ရက်အတွင်းမှာပဲလူသူစိတ်ဝင်စားမှုများပြားလာတာနဲ့အမျှလူစုလူဝေးနဲ့စူပူမှုပုံစံများအထိဖန်တီးလာကြပြီဖြစ်ပါရယ်အဲ့ဒီအတွက်ကြောင့်ပလေတိုဟာမင်းခေါင်တင်ရောက်ကြောင့်ဖီအားပေါင်းများစွာကို ပြင်းပြင်းထန်ထန်ခန်းစားရတာမို့တွေးရနဲ့အသေးပြတ်တဲ့မဲဆိုတဲ့လူတွေက များတစ်ထက်များနေပါတော့တယ် ဒီကနေ့မှာတော့တာနော့တယောက်ဈေးစီကိုသွားပြီးတည်င်းစုံစမ်းလာတာကပလေးတိုတနက်ပင်ဘက်ကိုဝင်းရောက်ရှောက်ခွေလာကြပြီဆိုတာသိရပါတယ်။ဒီအခြေအနေကြောင့်စိန်လောတက်သူတာနော့ဟာပြောင်ရခက်နေပြီဖြစ်ပါတယ်။ဥဘော်သူကတော့ IP ထုံးမကိုယုံကြည်ထားသူမို့တာနော့ကိုစိတ်အေးအေးထားဖို့မကြာခဏပြောနေရပါတယ်။အစင်မပြေတော့အကိုကြီးဟာကျုပ်တော့တကယ်ပဲရင်းနှွေးတုံနေမိပြီ။ တာနောကစိုးလာပြန်နေအဲ့ဒီအခါမင်းခေါင်က အကိုတာနော အေးပြောတာနောဖြစ်ပုံကပေါက်ဆက်ဆက်မင်းခေါင်ကဒါကိုတတိထားမိလိုက်ပေမဲ့ဆက်လက်ပြီးစိတ်ကိုရှော့ထားပါဗျာတခုခုဆိုရင်ကျုပ်အပြည့်ကျုပ်ခံယူလိုက်ပါမယ်ဘာကွာတာနောကဇကနဲမင်းခေါင်ကိုလှဲကြည့်လာတယ်တကယ်တော့မင်းခေါင်လည်းပြာရာခတ်နေတဲ့တာနောကြောင့်ငကိုကကို့ပါတာတောင်စိတ်အလိုမကျဖြစ်နေတဲ့မင်းခေါင်ကထာပြောလိုက်တာဖြစ်ပါတယ် ဟုတ်တယ်လေအကိုကိုကြည့်ပြီးကျုံစိတ်တွေမောလာရတယ် ADS အဖမ်းခံပြီး အသေးခံလိုက်ရတာမှကောင်းမယ်မင်းခေါင်ကဆက်ပြောလိုက်တယ် AD အခါရှူးရှူးရှာရှာ ဖြစ်နေခဲ့ပြီးစိတ်မထိန်နိုင်တော့ပဲမင်းခေါင်ကိုလက်သီးနဲ့ထိုးချလိုက်ပါတော့တယ်မင်းခေါင်ဖိနှိပ်ရက်သားကျသွားတယ်တာနောကဆက်ပြီးထိုးမယ်လို့တော့ဥပထူကတာနောကိုလှမ်းဆွဲလိုက်ပြီးတာနောရက်စားတော်လိုက်တော့တာနောက ဥပါထူလက်စီကနေမယုံကန်ဆရာတမူးကို သူချစ်မြတ်နူတယ်လေမင်းခေါင်ကိုတော့စူးစူးရဲရဲကြည့်ပြီးမင်းဘာစကားပြောလိုက်တာလဲမင်းခေါင်အခုဖြစ်ပြနေတာတွေအားလုံးကမင်းစိတ်ရှိတိုင်းထင်ရဆိုင်ခဲ့လို့ဖြစ်ပြနေတာဒါအိုမင်းကအဖမ်းခံလိုက်ရင်ပြီးပြီလို့လွယ်လွယ်ကူကူထင်နေလားမင်းတို့အသက်ဆုံးမီကဲတင်ခဲ့တဲ့ငါတို့ကိုမင်းကိုချင်းမစားဘူးလားငါတို့ရဲ့အရှင်သခင်အတွက်ငါတို့ပြည်သူလူထုအတွက် ငါတို့တွေအစီအရင်လုံရင်ပြင်းရင်လွှာရင်ဆက်လက်တာဝန်ထမ်းဖို့ရာကြိုးပမ်းခဲ့တာ၁၃နှစ်ကျော်ကဒါရီအားလုံးကိုလည်းမင်းကို အသိပေးပြီးမှမင်းဘက်ကသဘောတူညီပြီးဆိုမှတစ္ဆာဆိုပြီးမှ ကျန်တဲ့ကိစ္စအားလုံးကို လုပ်ခဲ့ကြတာလေအခုကျတော့ငါတို့ရဲ့လိုအပ်ချက်ကိုမင်းဘာမှမကြည့်တော့ဘူးလားမင်းကွာတာနောက ပြောလဲပြောဒေါသလဲထွက် ဝမ်းလေးနေကစိတ်ပြေနိုင်စီဖို့နဘေးကတိုင်ကြီးကိုလက်သီးနဲ့ထိုးချလိုက်ပါရင်ဝုံးကနေအတန်ကျကြီးနဲ့အတူအိမ်နောက်တုံသွားပါရင်တောင်တော်ရဲ့လက်လည်းနာကျင်သွားရတယ်မင်းကောင်က သူ့ရဲ့နှကန်းထောင်းစီရကြလာတဲ့သွေးစားတို့ကိုတုတ်တင်ရင်ပြန်ထလာတယ်ရန်လုံးရန်ပြူးမဲ့အမှုရာတော့မရှိ သူ့အမားကို သူသိတဲ့ဟန်ပါပဲအကိုတောင်တော်အကူရဲ့စေတနာကိုစော်ကားတဲ့စကားပြောမိလို့ကြုံမားပါတယ်ကြုံတောင်းမှတ်ပါတယ်ဗျာ ကြာတော့ကဘာမှပြန်မပြောတဖက်စီကိုလှဲ့လို့စိတ်ကိုထိန်းတဲ့အနေနဲ့အန်ကိုကြိတ်ထားပါရင်ဦးပါထူကကြာတော့ကိုထိန်းထားရက်ကနေမင်းခေါင်ရဲ့ပခုံးကိုနှစ်သိမ့်တဲ့အနေနဲ့လှဲ့လို့ပုတ်ကင်လာတယ်။ကဲညီကိုချင်းမဲ့ကွာတယောက်ကလည်းစိတ်အခက်မသိလို့အပြောဆိုအစစ်မပြေခဲ့တာတယောက်ကလည်းဂေယူနာဒေါတော့နဲ့ဆုံးမမိတာအငယ်ဖြစ်တဲ့သူကလည်းတောင်းပန်ပြီးပြီးတာတော့လည်းစိတ်လျှော့ကွာ မင်းခေါင်နဲ့တင်ကန်းစာရပြီးပြီမို့ထမမမတို့ကိုဆိုတာငါယုံကြည်တယ်။ငါတို့ချင်းစီစီလုံးလုံးနဲ့လုံးစရာရှိတာကိုဆက်လုံကြတာပေါ့ကွာ။ဟုတ်ကဲ့ကိုကြီးမင်းခေါင်တယောက်ရဲ့ဖြေတန်းဥပထုကတန်တော်ဘက်ကိုလှဲကြည့်လိုက်တယ်။တန်တော်ဥပထုရဲ့ခေါ်တန်းအစုံတန်တော်ကလှဲကြည့်လာတယ်။ကျုပ်လည်းနားခံမမယ်ကိုကြီး။တန်တော်အကြီးကမင်းခေါင်စီကိုရောက်ရှိသွားတယ်။မင်းခေါင်မင်းကိုလည်းအကိုတောင်းပန်ပါတယ်။ရပါတယ်ဗျာ။ ကြုံလဲအမပြီးအမဆက်ဆက်မှားနေလို့အကိုကသုံးမတာပဲဟုတ်မင်းကောင်ကပြုံးပြီးပြောလာတော့တာတော်လဲပြုံးလိုက်တယ်အဲဒီအခိုင်ဥပါထုကသူတို့နှစ်ယောက်အလဲစီမှာလက်တစ်ဖက်ကမ်းလာတဲ့မင်းကောင်ကဥပါထုရဲ့လက်ကိုစုပ်ကင်လိုက်တယ်လို့တာတော်ကလည်းမင်းကောင်နဲ့ဥပါထုရဲ့လက်ကိုစုပ်ကင်လိုက်ပါတယ်လိုက်ဟေးလိုက်လိုက်လိုက်တနက်တန်တွေစီညံနေတယ် တူမြောင်ကြီးရဲ့ဘောင်းအထက်စီမှာမင်းခေါင်တယောက်အသေးအသံပြေးလွှားနေရတဲ့သူ့အနောက်ပါအတော်လှန်လှန်စီမှာတော့ပလိတ်ခွနေအောင်ညနေဆောင်အချိန်မှာပလိတ်တို့ကမင်းခေါင်တို့ရှိရာစီကိုရောက်လာကြပြီးစစ်စဲဖို့လှုံ့ဆော်ခြင်းရုတ်တရက်ကြီးမင်းခေါင်ကအစင်းစင်းမခံမိထွက်ပြေးလေတာဖြစ်ပါတယ် ီတော့ပလေးတို့ကမင်းခေါမှန်တိကြပြီးအနောက်ကနေမရမကလိုက်လို့ပြစ်ခတ်ဖမ်းဆီးဖို့စ조사ကြပါတော့တယ်မင်းခေါနဲ့ကြီးစံချားမှရှောင်းရည်တည်းရင်အသက်လူပြီးပြေးရတယ်ဒူးမြောင်ကြီးရဲ့နဘေးအထီးရောက်အောင်ပြေးရတယ်တကယ်တမ်းတော့မင်းခေါဥတီပြီးပြေးနေတာကရီမန်းရတစ်ခုစီကိုဖြစ်ပါတယ်ပလေးတို့ကတော့ဓာကိုတိမယ်မတင်အနောက်ကနေအသေးအတန်လိုက်ပါတယ်မင်းခေါက ပေါ်ပါသွက်လက်လို့နေတော့အနောက်ကနေအတော်ပြက်ပြက်ကြံ့ရစ်ပါတယ်ဒါပေမဲ့မရမကဆက်လိုက်နေစေဖြစ်ပါတယ်သူတို့မှဘရင်ခန့်ရဲ့ဖီအားရှိနေတယ်မဟုတ်လားအဲဒါကြောင့်ရသလိုတနတ်နဲ့လေလှမ်းပစ်ပြီးလိုက်နေကြတယ်အနီးဝန်းကျင်ကလူတွေကတော့တနတ်တန်ကြောင့်ရှောင်ပြေးကုန်ကြပြီမင်းခေါင်ကတော့အနောက်ကိုလှဲကြည့်လိုက်ရီမန်းရစီကိုပြေးလိုက်နေပြီဒါပေမဲ့တနေရာကိုရောက်ချိန်မှာတော့မင်းခေါင်ရဲ့ပြေးနေတဲ့ခြေလန်းတွေဟာ တုံကနေရက်တန်သွားရတယ်။အကြောင်းကတော့သူ့အရှိမပိတ်ရရင်တနက်နဲ့ချိန်ထားပြီးအုတ်ထုတ်ကိုငိုက်ဆိုင်စောင်းထားတဲ့လူတယောက်။ကဲဒီလောက်ပြေးနေရရင်တော်ရောပေါ်စုံးရမင်းကောင်းတပတ်လူကပြောရင်းနဲ့ငိုက်ထားတဲ့အုတ်ထုတ်ကိုပိတ်တင်လိုက်တယ်။အိုင်ပီထုံးမောင်ခမရပင်မင်းကောင်းကအနောက်ကလိုက်ပါလာရင်ဒီကန့်နေပြီဖြစ်တဲ့ပလေးတို့ကြောင့်အသံကျဲကျဲနဲ့ဟစ်အော်လိုက်တယ်။ ဟုတ်တယ်စောရမင်းခေါင်မင်းတော့အသက်စီဝင်ကြွေသိပြီကွာအိုင်ပီထုံးမောင်ကပြောလိုက်တယ်ပြီးတော့ပလိတို့ကိုတစ်ချက်အကဲခက်လှမ်းကြည့်လိုက်တယ်ပလိတို့ကသူတို့ရှိတဲ့နေရာနဲ့ပေ30အကွာလောက်ကိုရောက်နေပြီဒါကိုမြင်တော့အိုင်ပီထုံးမောင်ကမင်းခေါင်ကိုမျက်စိအသာမှိတ်ပြလိုက်တယ်အဲ့ဒီအခါမင်းခေါင်ကလည်း ချက်ချင်းပဲမြောက်ထားတဲ့လက်ကို အောက်စီလှစ်ကနေချပြီး IB ထုံးမောင်စီကိုတစုံတစ်ခုနဲ့ပြစ်ပေါက်လိုက်ပါတယ် IB ထုံးမောင်ကလည်းမင်းခေါင်ရဲ့ပြစ်ပေါက်မှုကိုဖျက်ကနေရှောင်တိန်လိုက်ပြီးတနက်မောင်းခလုတ်ကိုဇက်တိုက်ဆွဲပြစ်လိုက်ပါတယ်တနက်တန်သုံးချက်စစ်ထွက်ပေါ်လာတဲ့မင်းခေါင်တယောက်တနက်ထိမှန်ခဲရမှုကြောင့်ရင်းရင်သွားခဲ့တဲ့ IB ထုံးမောင်ကနောက်ထပ်တစ်ချက်ထပ်ပြစ်လိုက်ပါတယ်ဒီတခါတော့မင်းခေါင်ဟာ ရိမ့်ရိုင်နေရာကလဲထွက်သွားပြီးတူမြောင်ကြီးအတွင်ကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ထင်မှတ်မထားတဲ့အပြည့်ပြည့်မှု ပြေးလာနေတဲ့ပလေးတို့ရုတ်တရက်ရက်တန့်ကုန်ကြတယ်။အိုင်ဘီထုံးမောင်က ကမ်းပေါင်းနဘေးကိုအပြေးလှမ်းကကြည်လာပြီးရေထဲကိုတနက်နှစ်ချက်ထပ်ပြီးတော့ပြစ်ပါရီအဲ့ဒီအခါမှာတော့ပလေးတို့ဟာတတိဝင်လာခဲ့ပြီး IP ထုံးမောင်အနားစီကို အပြေးလေးရောက်လာကတနက်တွင်နဲ့ရေထဲစီကိုရမ်းတက်လို့ပြစ်ခတ်ကြပါရီခနာအကြပြစ်ခတ်ပြီးချိန်မှာတော့ IP ထုံးမောင်ကဟဲ့လူတွေရက်ကြတော့ခမားတို့ရမ်းတက်ပြီးတအားပြစ်မနေကြနဲ့哦ဟိုကောင်ကကြုတ်ပြစ်ကလေးရလေးငါးချက်မှန်သွားခဲ့တာအခုတေလောက်ပြီးအလောင်းရှာဖို့လောက်ကြအောင် ဟုတ်ကဲ့ပလိတ်မင်းကြီးကိုယ်တိုင်နေရပေးထားတဲ့ IP ထုံးမောင်ရဲ့စကားကိုပလိတ်တို့နားခံကြပါရဲ့အောက်စီကိုဆင်းပြီးမင်းခေါင်ရဲ့အလောင်းကို ရှာဖွေကြပါရင်ဒါပေမဲ့လည်းမောင်ကြီးလာပြီးဖြစ်တဲ့ပတ်ဝန်းကျင်မှာသူတို့အနေနဲ့ရှာဖွေဖို့မလွယ်ကူကြပါဘူး။သိမ့်မကြခင်မှာတော့နောက်ထပ်ပလေးတွေထပ်ပြီးတော့ရောက်လာကြပါရင်မီးတွေဆင်းထိုးပြီးဆက်လက်ရှာဖွေကြကညအူပိုင်းအထိဖြစ်ပါရယ်။တကယ်တမ်းတော့ သူတို့မသိခဲ့တာကမင်းခေါင်ဟာရေထဲကိုကြပြီးချင်းရေစုံအတိုင်းအမျက်စီးမျောပြီးအတော်လှန်လန့်စီမှာလှေနဲ့အစင်သေးစောင့်နေတဲ့ဥပထူတို့နဲ့အတူထွက်ခွာသွားခဲ့ပြီးဆိုတာပဲဖြစ်ပါရဲ့ဥပထူဥဆောင်နဲ့မင်းခေါင်တို့၃ယောက်ဟာလှေကိုခတ်တုံးတုံးလှော့ကြပြီးချောင်းကွေးတစ်ခုရောက်တာနဲ့တပတ်ကန်းစီကိုကူးလူးခဲ့ကြတယ် ပြီးတော့ IP ထုံးမောင်အသင့်စီစဉ်ထားပြီးဖြစ်တဲ့နေရာစီကိုသွားကြတယ်။ယူစရာရှိတာတွေကိုယူပြီးပြင်ဆင်ပြောင်းလဲစရာရှိတာတွေကိုပြောင်းလဲကြတယ်။ပြီးတဲ့အခါမှာတော့ညာရင်းချင်းကိုပဲတူးမြောင်ကြီးရဲ့တဖက်ကန်းနှစ်ဖူးအတိုင်းအထက်စီကိုလုကင်းစွာနဲ့ထွက်ခွာခဲ့ကြပါတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးဆရာ ထမန်တောင်ကိုရေးသားထားတဲ့စိုးရမင်းခေါင်နဲ့ လိတ်တို့မြေလန်းကရှာဖွေကြခြင်းဆိုတဲ့ဇလန်းလေးရဲ့အဆောက်အုံကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်တစ်ခေါက်မှာပရိသတ်တွေအားလုံးအကြားဘလို့ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေ။